ြတ်စွာဘုရားဟာတရဝါရီအတွက်တရဝါရီကိုအတွက်ဆင်းရဲဒုက္ခခံခဲ့ရတယ်လို့ဆိုရအတိတ်ပဲမဟုတ်ဘူးအဲ့အတိတ်ပဲယူရင်မားတယ်သူဆင်းရဲဒုက္ခခံတဲ့တရဝါရီကောင်းစားမလားကောင်းစားကောင်းစားမင်းတို့အတွက်ငါကိုယ်တော်မြတ်အသက်ခံမယ်လို့ဆိုရင်မှန်မလားသူကသူသေးပါပဲလေ သူတက်ခန္ဓာနဲ့ဂျန်တဲ့လူတွေကောင်းစားပါ့မလားကောင်းစားနိုင်အဲတခုတော့ရှိတာပေါ့လူ၅ယောက်သွားမယ်သွားမယ်မင်းတို့လွတ်အောင်ငါအသိခံလိုက်မယ်ဆိုရင်ဒါတော့ဖြစ်တယ်အဲ့ဒါလောက်ကတော့ဖြစ်တယ်နော်အဲ့ဒါလောက်ကတော့ဖြစ်တယ်အခုမြတ်စွာဘုရားဟောထားတဲ့တင်မယ်သရဝရီကဲ့တင်မှုအတွက်မြတ်စွာဘုရားဟာနိဒာခံတယ်ဆိုတာ ပင်ပန်းဆင်းရဲမှုကိုရောက်ရတဲ့ဒုက္ခမျိုးစုံရောက်တယ်ပေါ့နော်ခေရန်လက်ချေမျက်လုံးအသက်ဆုံးနေရဲ့နှလုံးစိတ်မှာကိုရောမြတ်ဤပင်ပန်းခြင်းတို့ကတော့ရောက်တယ်ဆိုတာတရဝါရီအတွက်ဒုက္ခခံနေဆိုတဲ့အထိပ္ပယ်မရောက်ဘူးတရဝါရီကိုကဲ့တင်ရင်လို့အသိဉာဏ်ရခြင်းတယ်အဲ့ဒီအသိဉာဏ်ရဖို့အတွက်အလုံးလုံးရတာပင်ပန်းဆင်းရဲ အဲ့ဒီလုပ်ငန်းအတွက်သာလင်ဒုက္ခခံတာဖြစ်တယ်ဒီလိုဆိုလို့ရနော်အနှမို့ဆိုရင်တခြားဘာသာတွေပါပြောသလိုငါကိုယ်တော်မြတ်ကဒုက္ခခံလိုက်မယ်ကျန်တဲ့သရဝါကြီးကောင်းစားသွားလိမ့်မယ်ဆိုဒီအိဗေမျိုးမဟုတ်ဘူးအဲ့ဆိုဗျာသူများတဲ့ဒုက္ခခံမိခြင်းအပြင်လည်းကတင်းရမရောက်ဘူးဒီလိုဆိုလို့ရမဟုတ်ဘူးအဲ့တော့ တရားတွေကိုကန့်တင်နိုင်တဲ့အကြီးချင်းရဖို့လေ့ကျင့်ရတယ်။ဘာလေးလေ့ကျင့်တာတော့ဒါနာနဲ့လေ့ကျင့်တယ်၊သီလနဲ့လေ့ကျင့်တယ်။နော်၊နိက္ခမနဲ့လေ့ကျင့်တယ်၊ခန္တီနဲ့လေ့ကျင့်တယ်၊ပညာနဲ့လေ့ကျင့်တယ်၊ဝိရိယနဲ့လေ့ကျင့်တယ်ဆိုတဲ့လေ့ကျင့်မှုတွေပါရမီ၁၀ပါးဖြစ်ကျင်တယ်ဆိုစိတ်ချရည်ရတယ်လေ့ကျင့်တယ်။အဲဒီလိုလေ့ကျင့်ရတဲ့အခါမှာအကြီးအကျယ်ဒုက္ခရောက်တယ်။ အဲ့ဒီအခြေချက်ဒုက္ခရောက်တာဟာဘယ်သူအတွက်ခန္ဓာတော့လို့ဆိုရင်ဘယ်သူအတွက်မှမဟုတ်ဘူးနော်ဘယ်သူအတွက်မှမဟုတ်ဘူးတရားတွေကိုလွမြောက်အောင်လုပ်ပေးနိုင်တဲ့အသိဉာဏ်အတွက်လို့ပဲပြောရမှာဖြစ်တယ်တချို့ကဒိဗေကောက်တာလွယ်မှားတာရှိတယ်ပေါ့နော်ရသော်ဘုရားရဲ့စာပေထဲမှာလည်းဒီဒိဗေတွေကိုရှင်းထားတဲ့ကြံနေရှိတယ်အဲ့ဒီဒိဗေမျို ူများအတွက်ငါကခံနေရဆိုတာမျိုးမဖြစ်အောင်တရားတွေကိုချေချွတ်ဖို့လုံးလုံးတဲ့အခါမှာပင်မဆင်းရဲတယ်ဓမ္မနဲ့အဲ့ဒါတရားတွေအတွက်ခံတာမဟုတ်ဘူးအလုံးလုံးတဲ့အတွက်မှာပင်မဆင်းမှုရောက်တယ်လို့ဒီအိဗယ်မျိုးယူအောင်